မင်္ဂလာပါရှင်ပေါ်ပေါ်မြန်မာ channel ကနေပြောပရိသတ်ရေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးကနေပရိသတ်ရေအတွက်ဇမိုင်းရင်နဲ့ပုဟုတ္တရာဘေးအကြောင်းတွေကိုဆက်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်အခုတစ်ခါမှာတော့ပြန်လည်တင်ဆက်ပေးသွားမယ်အကြောင်းအလေးကတော့သုံးလွတ်တာကြာရင်ဘာဖြစ်သက်တယ်လဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အမျိုးသားတွေအတွက်သွန်လွှတ်ခြင်းကသဘာဝကြားတဲ့ခဏကိုရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် လိမ့်ဆက်ဆန်ချံပြည့်ဖြစ်နိုင်တယ်လို့တကူရီအာတာဖြည့်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ထို့ပြင်အရာတွင်မတိတလောက်ဖြစ်ပါရဲဝိတ်ဒရင်အိမ်မက်ချောလို့မို့လဲတော်လချင်ရဲ့သမျိုးတပုံဖြစ်ပါရဲအမျိုးသားအများစုကတော့ဤအမျိုးမျိုးနဲ့သမလွတ်တာကြရင်ဘာဖြစ်တဲ့လဲဆိုတာကိုလည်းစိတ်ဝင်စားကြပါရဲ့။ တော်လွတ်ခြင်းကတာမတ်ကိစ္စတစ်ခုပဲဖြစ်တာကြောင့်တော်လွတ်ခြင်းမလွတ်ခြင်းကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပါတချို့ကလည်းဇမရဲ့အကျိုးကျေးဇူးတစ်ခုကိုရှေ့မယ်လို့ထင်တာကြောင့်ဒါမှမဟုတ်ယုံကြည်ကိုးကွယ်မှုတွေကြောင့်တော်လွတ်ခြင်းကိုရှောင်ကြပါရယ်တပြေနွန်းနွန်းနိုဝင်ဘာလို့လာမျိုးတွေမှာတလလုံးလုံးလိမ့်လဲမဆက်ဆက်အတာပြေရလဲမလုပ်ပဲတော်လွတ်တာကိုလုံးဝအနာပေးလိုက်တာလည်းရှိပါရယ်တော်လွတ်တာကြောင့်ဒီလိုအကျိုးကျေးဇူးတွေရမယ်လို့ယုံကြည်ရကြပါ တချို့ကလည်းတုံ့လွတ်တာကြရင် ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးကျေးဇူးတွေရမယ်လို့ယုံကြည်ကြလို့ပါတယ်။ရှေးဆက်ဆက်ကလက်ကမ်းလာတဲ့ယုံကြည်မှုတွေလည်းပါပါတယ်။ဥမာပြောရမယ်ဆိုရင်တုံ့လွတ်တာကြတဲ့အခါအမျိုးသားစွမ်းဆောင်ရည်ပိုကောင်းလာမယ်၊ကြွက်သားတွေတက်လာမယ်၊ယောက်ျားပိုပြီးသားလာမယ်၊တောက်ကောင်ရဲ့အရေးတွေပိုကောင်းလာမယ်၊လိမ့်စိတ်ပြီးမြောက်မှုပိုကောင်းလာမယ်လို့ယုံကြည်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လေစိတ်ပြည့်စုံမှုနဲ့စိုးရင်စိတ်တွေတက်တာလို့စိတ်အားတက်ကြွလို့ကိုကိုကိုယုံကြည်မှုပိုရှိလာလို့စုံတွေအကြောင်းဆက်ဆက်ရေးတွေပိုကောင်းလာလို့ဆိုရဲအကြောင်းပြချက်တွေနဲ့အချင်းအတော်ကြာတုံးလို့ပဲနေကြတာဖြစ်ပါတယ်။တကယ်ရောတုံးလို့တာကြရင်ဇမားရဲ့အတွက်ကောင်းလာဆိုရင်အခုချိန်ထိတော့တုံးလို့ပဲနေတာကဇမားရဲ့အတွက်ကောင်းစီတယ်လို့တည်ကြရဲလ ీల ချက်မရှိပါဘူး။လ ీల ချက်အသေးစားရီမှာတော့ ုံးလို့ပဲနေတာကတက်စတိုစတီရုန်လို့ခေါ်တဲ့အမျိုးသားဟော်မုန်းနေတဲ့သူတွေမှာဟော်မုန်းကိုများစေတယ်။သုတ်ကောင်တွေရဲ့လှုပ်ရှားမှုကို ကောင်းစေတယ်လို့ဆိုပါရယ်။ဒါပေမဲ့ဒါတွေကအသေးစားလေးလားချက်တွေပဲဖြစ်ပြီးတခြားရဲ့ချက်တွေမဟုတ်ပါဘူး။ဒါနဲ့ပြောင်းပြန်သွက်လက်တာများရင်လည်းစိတ်ကြိတ်ကံစားကာကွယ်နိုင်တယ်လို့ဆိုကြပါရယ်။ဒါလည်းချက်ပြီးလည်လာဖို့လိုသေးတဲ့အချက်ပဲဖြစ်ပါတယ်။ဒါဆိုရင်သုံးလွတ်တာကြာရင်ဘာဖြစ်တတ်တယ်လဲ။တချို့ကလည်းမေးကြတယ် တုံးလွတ်တာကြာရင်ခနာကိုယ်ထဲမှာသုံးရည်တွေတုတ်ကောင်တွေများလာပြီးဘာဖြစ်သက်တလဲဆိုတာပေါ့ဘာမှတော့ကြည်ကြည်မမမဖြစ်ပါဘူးသုံးရည်တွေတုတ်ကောင်တွေကိုအချိန်တန်ရင်ခနာကိုယ်ဟာသဘာဝတိုင်းပြည့်ရင်ပြတ်မပြတ်ရင်လည်းအိမ်နေတော့ကိုမတိလိုက်ပဲသုံးရည်စိတ်ထွက်တာကနေပါသွားမှာဖြစ်ပါတယ်ဒါကြောင့်တုတ်ကောင်ကိုမလွတ်ချင်ရင်မလွတ်လည်းရပါတယ်ပုံမှန်တုံးလွတ်ဖို့ရောလွတ်အပ်တလားတုံးလွတ်ချင်မလွတ်ချင်ကကျမရဲ့အတွက်ကြည်ကြည်မမတယောက်မှမရှိပါဘူး ကိုယ်တော်နဲ့ကိုလွတ်လဲရမလွတ်လဲရပါတယ်ပုံမှန်တွလွတ်နေရမှာကျမရဲ့စရာမျိုးလည်းမရှိပါဘူးဘလို့အချိန်မှသတိထားမလဲဆိုရင်တော့ကိုယ်စိတ်နဲ့ကိုယ်တွလွတ်တာမလွတ်တာကပြဿနာမဟုတ်ပေမဲ့တွလွတ်ခြင်းရဲ့နဲ့လွတ်လို့မရရင်တော့သတိထားပါ ဥမာအနေနဲ့ပြောရမယ်ဆိုရင်တချို့အမျိုးသားတွေကသုံးလို့ရင်ငါရောကြောင့်မလို့ပဲထိန်းထားရရှိပါတယ်ဒီလိုပြဿနာဆိုရင်တော့ထိန်းထားရုံနဲ့ပြီးသွားမှာမဟုတ်ပဲဘာကြောင့်နားလဲဆိုတာကိုရှာဝေကုသမှရမှာဖြစ်ပါတယ်တချို့တွေကြတော့လေသုံးလို့ကျန်တာကိုမလို့အောင်လိမ့်တန်ကို အတင်းညစ်ပြီးပိတ်ထားတတ်တဲ့အကျင့်ရှိပါတယ်ဒါလည်းမလို့တဲ့မဟုတ်လိမ့်တန်ကိုထိခိုက်တာလိမ့်တန်ရဲ့တွေးကြောကိုထိခိုက်တာတွေဖြစ်နိုင်ပါတယ် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့သုံးလွတ်တာဇာရဲ့ဘာဖြစ်သက်တလဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးပြပြတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒီလောက်ဆိုရင်တော့အမျိုးသားပြည်သူတွေကတရှိနားလည်လောက်ပြီလို့ထင်ပါတယ် ခဲ့တာဆိုရင်တော့ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရန်တော်ခွင့်ပြုပါရှင်။အဆုံးထိအားပေးနားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel ကနေပြီးတော့ပရိသတ်တွေဘူသူသားရစီဖို့ရာကျွန်မရင်းဘူသူသားရဘရားကြောင့်တွေကိုတင်ဆက်ပေးဖို့မှာဖြစ်လို့အတိတ်တော်တွေတင်နိုင်မလို့တန်တီးရှင်းနိုင်ဖို့အတွက်မိနာချက်ပြီးခလုံးလေးကိုလည်းအနေထားပေးကြပါအောင်နော်။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိစေတယ်ဆိုရင်တော့ like and subscribe နဲ့ပြီးတော့အားပေးသွားကြဖို့မမေ့နေအောင်နော်။